လူငယ်တွေချမ်းသာဖို့အတွက်ငွေရမ်းစုမနေနဲ့တင်းတော်ရဲ့နေရာမှာရင်းရဲတဲ့စိတ်ဓာတ်ရှိဖို့အရေးကြီးတယ်ဘဝမှာစီးပွားရေးနေပယ်မှာ အမြန်တိုးတက်ခြင်းရင်မှန်ကန်တဲ့အတိုင်းမင်ကန်တဲ့ဆရာအကောင်းကိုရှာပါကို့မအောင်ပြင်မေးနိုင်တဲ့ပုံကိုစီရနိုင်ပြီးတော့သင်ခန်းစာယူရပါလိမ့်မယ်ဘာပဲလို့လို့လုပ်ပြီးဆိုတာနဲ့ဒီဇိုင်းမမတ်လှုပ်ဆောင်မှုရှိဖို့အရေးကြီးပါတယ်စာရေးမယ်ဆိုရင်ပုံမှန်ရေးအောက်စားလုပ်မယ်ဆိုရင်လည်းပုံမှန်လုပ်ငွေစုမယ်ဆိုရင်လည်းပုံမှန်စုဈေးရောက်မယ်ဆိုရင်လည်းပုံမှန်ရောက် လှုပ်လိုက်မလှုပ်လိုက်ဆိုရင်တော့မလှုပ်တာနဲ့မကွာပါဘူးတရက်ကိုနည်းနည်းချင်းပဲတိုးတက်ပါအောင်ပုံမှန်လှုပ်သွားမယ်ဆိုရင်အချိန်ကြာလာလေးလေးတိုးတက်မှုကအံ့ဩစရာဖြစ်လာပါလိမ့်မယ်အဲဒါခုပဲအလုံးမဖြစ်တာတွေကိုဒီဇိုင်းမမတ်လှုပ်တာကလည်းအန်ဒီရဲ့သိကြီးပါရီအလုံးမဖြစ်တာတွေကိုလှုပ်ရင်အလုံးဖြစ်တာတွေကိုမလှုပ်ဖြစ်တော့လို့ပါပဲဝင်ငွေလမ်းကြောင်းတစ်ခုနဲ့အထက်ရှိအောင်ကြိုးစားပါမတူညီတဲ့ဝင်ငွေရာလမ်းတွေကို၃ခုထက်ရှိအောင်ထားပါရေရှည်တည်တတ်မှုဝင်ငွေအမျိုးအစားစုံလင်မှုလိုအပ်ပါရီ လူတယောက်ဟာအလုပ်တစ်ခုစလုပ်ပြီဆိုတာနဲ့အငြင်းအံစဉ်းစားရမှာကသုံးငွေစုငွေနှစ်မျိုးရအောင်ရပါမယ်အခုလောက်ရတာကအသုံးစိတ်ပဲရတယ်ဆိုရင်နောက်ထပ်ဝင်ငွေပိုရတဲ့အလုပ်တစ်ခုထပ်ပြီးတော့ပြောင်းပါအလုပ်မပြောင်းဆိုရင်လည်းအချိန်ပိုင်းအလုပ်တစ်ခုထပ်ရှာပါမရရင်အလုပ်တစ်ခုလုပ်ပါလူတိုင်းလူတိုင်းမှာအသုံးစိတ်နဲ့ဝင်ငွေဆိုရယ်ဝင်ငွေနှစ်ပိုင်းရှိကိုရှိရပါလိမ့်မယ်မရှိရင်တော့ရှိအောင်လုပ်ပါဘယ်ကိစ္စရမဆိုမဖြစ်နိုင်ဘူးမလုံနိုင်ဘူးဆိုတာလုံးဝမပြောပါနဲ့ ဘယ်လိုမျိုးဆိုရင်အစီအမီအောင်ဘယ်လိုအလုပ်ဖြစ်အောင်လုပ်ရမလဲဆိုတာတွေပဲတွေးပြီးပါပြဿနာခက်ခဲတွေကိုစိတ်ညစ်နေမဲ့စားဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာကိုပဲအာရုံစိုက်ထားပါအလုပ်လုပ်မယ်ဆိုရင်လူတွေအမြင်မပြတ်သုံးတဲ့ကုန်စည်ဝင်ဆောင်မှုမျိုးကိုဦးစားပြီးရွေးချယ်ဖို့လိုအပ်ပါတယ်ဥပမာစားတော့ကုန်စည်ဝါခဏတွေကုန်ပြီးတော့ခဏတွေဝယ်ရတဲ့အရာတွေကိုဦးစားပေးပြီးတော့ပြတ်မှတ်ထားရပါလိမ့်မယ်ဥပမာပရိဘောကပစ္စည်းလိုမျိုးကုန်ပစ္စည်းတွေကတစ်ခါဝယ်ပြီးရင်စေစုနှစ်တစ်ခုမကြာကြာမှပြန်ဝယ်ရတတ်ပါတယ် ဲ့လိုຢာတွေကိုရောင်းတဲ့ခါမှာအထွက်နှေးတယ်လို့ဝယ်ပြီးသား customer ကနောက်တစ်ခါပြန်လာဝယ်ဖို့အချိန်ကလည်းအရန်အောင်ပါကြာပါတယ်။ဒါမဲ့လေသူ့အနေနဲ့သူကောင်းညိုဆိုးကျိုးပြီးတော့ရှိတတ်ကြပါတယ်။အထွက်နှေးတဲ့ຢာတွေကငွေပမာဏကြီးပြီးတော့အမြင်လည်းအရန်များတတ်ပါတယ်။ကာဒါမှမဟုတ်အိမ်ချမ်းပြီးစသဖြင့်ပေါ့လေ။ကိုယ့်အသားကိုတွေးပြီးတော့အဆင်ပြေတယ်လို့လုပ်ကြပါ။လူတစ်ယောက်နဲ့တစ်ယောက်ကအားသာချက် အားနည်းချက်မတူကြပါဘူး။မိမိရဲ့လုပ်ငန်းကိုအနည်းအဝေးနှမျိုးစလုံးကြည့်တတ်ပါစေ။ဘောလုံးပွဲလိုပါပဲ။ လုပ်ငန်းရှင်တွေကကွင်းထဲမှာအမြင်နဲ့ပတ်ပြီးတော့ကန်နေရတော့မိမိလုပ်ငန်းကိုများသောအားဖြင့်အဝေးကြီးကြီးဖို့အတွက်မိနေတကြပါရီဘောလုံးပရိသတ်တွေကအဝေးကြီးကြီးရတော့တခါတလေဘောလုံးသမားတွေထက်ဖြစ်တဲ့လုံးတင်တာကိုပို့ပြီးတော့မြင်တတ်ကြပါရီလုပ်ငန်းရှင်တွေအနေနဲ့ကြီးဖို့မြင်ဖို့မိနေတတ်တဲ့လောက်ွက်လေးတွေကိုတေးချာဂယူဒ်ဆိုင်ရှာဖွေဖို့လိုအပ်ပါရီအခုမိတ်ဆွေရောက်နေတဲ့နေရာဆိုတာကလုံခဲ့တဲ့တနည်းနည်းသို့မဟုတ်ငါးနှစ်ကစူးစမ်းခဲ့တဲ့အရာတွေပေါ်မှာယုံလုံးပေါ်လာတာပါနောက်ထပ်တနည်းနည်းငါးနှစ်ကြာမိတ်ဆွေဖြစ်ချင်တဲ့နေရာကိုရောက်ဖို့ဆိုရင် အခုကလေးကလုံနေတဲ့အရာတွေရဲ့အကျိုးသက်ရောက်မှုတွေပဲရောက်လာမယ်ဆိုတာမမေ့ပါနဲ့လုပ်ငန်းတစ်ခုရဲ့နောက်ဆုံးရလဒ်ဆိုတာလူမှုပတ်ဝန်းကျင်တို့ကအကျိုးဖြစ်တွမှုနဲ့ငွေနဲ့တွဲနေရပါဥပမာမိမိအနေနဲ့လုပ်ငန်းလုပ်တယ်ဆိုတာလူတွေကိုတစ်ခုခုအကျိုးပြုနိုင်အောင်ကူညီတယ်လို့သဘောထားပြီးတော့စေတနာအပြည့်နဲ့လုပ်ပါငွေဆိုတဲ့ရာနောက်ကနေပြီးတော့ draw တော့ပါလိုက်လာပါလိမ့်မယ်ဥပမာစီရီမတ်ကလူတွေဈေးဝယ်တာကိုအဆင်ပြေစေခဲ့တယ်ဖူဘန်နာလူတွေကအစားအသောက်မှယူစားတော့ဖို့အဆင်ပြေစေခဲ့တယ် လူတယောက်ဆိုတာသူတည်တဲ့ဝယ်တိုးတက်တယ်ဆိုတဲ့ဇာတ်ကားကတိတ်ကိုမှမှန်ကန်ပါရီတီးဖို့တက်ဖို့ဆိုရင်စာရီဖတ်ဖို့လိုအပ်တယ်ကို့အတွက်အကျိုးရှိရာတွေကိုကြည့်ဖို့လိုအပ်တယ်စီးပွားရေးနဲ့ပတ်သက်တဲ့စာအုပ်တွေဆိုရင်အများကြီးရှိပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့စာအုပ်တွေဆိုရင်လည်းအများကြီးရှိတယ်ဒါတွေအကုန်လုံးလိုက်ဖတ်ဖို့ဘလို့မှမဖြစ်နိုင်ပါဘူးကို့အတွက်အမှန်တကယ်အသုံးဝင်တဲ့လက်တွေ့အသုံးချနိုင်ဖို့အကြံဉာဏ်ကောင်းတွေပါတဲ့စာအုပ်ကောင်းတွေကိုရွေးချယ်တက်ဖို့အရန်အရေးကြီးပါတယ်အထူးသဖြင့်ကိုယ့်ရဲ့လုပ်ငန်းတိုးတက်အောင်မြင်စေတဲ့ဝင်ငွေတိုးပွားစေတဲ့စာအုပ်တွေဖတ်တော်မယ်ဆိုရင် စောက်ကပေးတဲ့အစီအနစ်တွေပညာရက်တွေကိုယူတက်ဖို့လိုလာပါပြီအလौဒားအများရဲ့သူတွေဆိုရင်တနေ့သားအချိန်သာကုံသွားပါလိမ့်စာမဖတ်ပြစ်လိုက်ကြပါဘူးအဲ့လိုမျိုးစာမဖတ်ပြစ်လိုက်တဲ့သူတွေအတွက်အလီဘာဘာမှာတီးသန့်အစီအစဉ်တခုရှိပါတယ်ခင်ဗျအဲ့ဒီအစီအစဉ်ကိုလက်ရှိဝင်ရောက်ထားသူကတော့အားလုံးပေါင်း1900ကျော် ရှိနေပါပြီကျွန်တော်အလီဘာဘာစာကြည့်လိုက်မှဆိုရင်ခင်ဗျားအတွက်အမှန်တကယ်ကိုမှလိုအပ်စီမဲ့ခင်ဗျားရဲ့လုပ်ငန်းတွေကိုတိုးတက်ဖို့အတွက်ဖတ်ရှုသိတဲ့စာအုပ်တွေကိုစနစ်တကျအစီအစဉ်ပေးထားပါတယ် အမတူးကြရတဲ့ချက်ကခမရကိုရအဲ့ဆောက်တွေကိုတအုပ်မှဖတ်စရာမလိုပါဘူးခမရကျတို့ကအဲ့ဆောက်တွေကိုဖတ်တယ်ပြီးရင်ဆောက်ထက်ကပေးခြင်းတဲ့ပညာရက်တွေဒင်းကန်းစာတွေကိုစနစ်တကျမှတ်သားပေးထားပါလိအဲ့ဆောက်ထက်ကအစီနစ်တွေကိုထုတ်ထုတ်တယ်အားလုံးပြီးသွားပြီဆိုရင်တော့အဲ့ဒီထုတ်ထုတ်မှတ်သားထားတဲ့ဆောက်တုပ်ချင်းစီရဲ့ပညာရက်တွေအစီနစ်တွေကိုအတန်သွင်းပါလိဒီတော့မေးစရာတစ်ခုရှိပါတယ်ကျွန်တော်တို့ကအတန်ဖိုင်ဒီပဲနားထောင်ရမှာလားမဟုတ်ပါဘူးကျွန်တော်အလီဘာဘာစာကြည့်လိုက်မှာကဒီလိုမျိုးစာအုပ်အစီနစ်တွေကိုအတန်နဲ့သာမကပါဘူးနေ ဗီဒီယိုနဲ့ပါကြည့်ရှုနားဆင်နိုင်အောင်လို့စီစဉ်ဖန်တီးပေးထားပါတယ်ခင်ဗျာကိုကအလုံးလုံးင်းနဲ့ဖြစ်ဖြစ်အိတ်နေင်းနဲ့ဖြစ်ဖြစ်ကာမောင်းရင်စိုင်းထိုင်နေင်းနဲ့ဖြစ်ဖြစ်နားထောင်လို့ရမယ်အတန်နဲ့တွေမဟုတ်ပါဘူးဗီဒီယိုတွေနဲ့ပါကြည့်ရှုနားဆင်နိုင်မှာဆိုတော့ပိုလို့တော့မှကောင်းနေပါပြီအခုမအားလဲအားရတဲ့အချိန်ကြမှာနားဆင်လို့ရတယ်ဒါကြောင့်မလို့လူကြိုက်များတဲ့အစီအစဉ်တစ်ခုလည်းဖြစ်နေပါတယ်အလီဘာဘာစာကြည့်တိုင်းမှာကလာစဉ်ကဘာကျော်စာအုပ်အသစ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ရာသပံကြည့်ရှုနားဆင်နိုင်မှာလည်းဖြစ်ပါတယ် အလီဘာဘာစာကြည့်ရရဲ့အထူးကြဆုံးအချက်ကဘာလဲဆိုရင်တော့အဖွဲ့ဝင်ကြီးတခါသွေးမိတာနဲ့ရာသပံကြည့်ရှုနားဆင်ခွင့်ရမှာဖြစ်ပါတယ်။လာစဉ်ငွေသွင်းစရာမလိုသလိုတနေ့တခါငွေသွင်းစရာလည်းမလိုပါဘူး။ကျွန်တော်အလီဘာဘာစာကြည့်ရိုင်းမှာရွေးချယ်တင်ဆက်ပေးနေတဲ့စာအုပ်တုပ်ချင်းစီတိုင်းကအမျိုးရေးအတွက်အမှန်တကယ်အကျိုးရှိစေမယ့်စာအုပ်အမျိုးအစားတွေလည်းဖြစ်ပါတယ်ဗျ။အလီဘာဘာစာကြီးရဲ့မှာအဖွဲ့ဝင်ပြီးသွားပြီဆိုတာနဲ့ရာသပံကြည့်ရှုနားဆင်ခွင့်ရသွားမှာဖြစ်ပါတယ်။ဒီလိုပြောနေလို့ဈေးရန်ကြီးရလို့လည်းမထင်ပါနဲ့ဘူး။ မိတ်ဆွေတို့ရဲ့အင်ကြီးတထည်ဖို့အပြင်းတစ်ခါမုတ်သွားဆိုင်ကုန်တဲ့ပမာဏလောက်ပဲကြားတင်မှာဖြစ်ပါတယ်။ဒီတော့စဉ်းစားကြည့်ပါ။ဒီတော့ငွေပမာဏလေးနဲ့တသက်တာကဘာကျော်စာအုပ်တွေကိုလာစင်လာတဲ့ဖက်ရှုခွင့်ရရဆိုတာကဒါခမရဲ့အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုဆိုရင်ပေကြပေါ့မမားပါဘူး။ဟုတ်တာပေါ့မေးကြရှိပါတယ်။ဒီလိုကဘာကျော်စာအုပ်တွေကိုဘယ်နေရာမှာကြည့်ရှု နားဆင်နိုင်ပါလဲ။လူများစုက Facebook ဖွင့်လိုက်ရင်ကိုယ့်အတွက်အရေးမပါတာတွေကိုပဲကြည့်ရှုဖြစ်ကြများပါတယ်။ဒီတော့အချိန်ကုန်တာပဲအဖတ်တင်ပါတယ်။ ကျွန်တော်ရဲ့အလီဘာဘာစာကြည့်လိုက်မှာအဖွဲ့ဝင်လိုက်ပြီဆိုတာနဲ့ဒါမျိုးတွေကြုံတွေ့ရတော့မှာမဟုတ်ပါဘူး Facebook ဖွင့်တာနဲ့အလီဘာဘာစာကြည့်ရတဲ့ကိုဝင်ပြီးတော့ဇာတ်တရရဲ့အစီအနစ်တွေကိုတင်ဆက်ပေးထားတဲ့ဗီဒီယိုတွေကိုကြည့်ရှုနားဆင်ရုံလေးပါပဲအလီဘာဘာစာကြည့်တိုင်းဆိုပြီးတော့တီးသက် Facebook Secret Group ကိုတိစောက်ပေးထားပြီးတော့ကဘာရောဇာတ်တွေကိုအဆိုပါ group မှာတီးသက်ဝင်ရောက်ကြည့်ရှုနားဆင်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်မေးကြတကူရှိပါသေးတယ်အလီဘာဘာရဲ့တီးသက်အဖွဲ့ဝင်တယောက်ဖြစ်ချင်တယ် ကမ္ဘာကျော်ကြီးပွားတိုးတက်ရေးစောင့်တွေကိုလည်းကြီးစုနားဆင်ခြင်းနဲ့ဆိုရင်ဘလောက်များကြားတယ်မလဲဟုတ်ကဲ့ပါရာသပ်ပံကြီးစုနားဆင်ခွင့်တွက်8000ခွဲကျက်တာကြားတယ်မှာဖြစ်ပါရည်ပရိုမိုရှင်ပေးရလဲခဏလေးနဲ့လူပြည့်သွားတာများပါတယ်ခင်ဗျာဒါကြောင့်မလို့အခုပရိုမိုရှင်တစ်ခုထပ်ပြီးတော့ပေးပါမယ်3000ကျက်ပဲကြားတဲ့တော့မှာဖြစ်ပါရည်ဒါကလည်းပထမဆုံးငွေသွင်းတဲ့ခုနှစ်ဦးစာအတွက်ပဲဖြစ်ပါရည်အခုပေးမဲ့ပရိုမိုရှင်ရဲ့ထူးခြားချက်ကပရိုမိုရှင်ရတဲ့သူနဲ့နောက်ထပ်တစ်ယောက်ပါပူရဲအဖွဲဝင်လို့ရခြင်းပဲဖြစ်ပါရည် ဆိုလိုတာကတဦးတက်မယ်ဆိုရင်တဦးကအခမဲ့အဖွဲ့ဝင်ငွေရမှာဖြစ်ပါလိမ့်။ဒါမဲ့လည်းဒါကပထမဆုံးငွေသွေးနဲ့ကန်တူးရှင်9ဦးတော့တာဖြစ်ပါလိမ့်။ဥသူရပါမယ်။ဒါပေထားရဲ့လူစင်းပြည်ရနဲ့7000ခွဲချက် ကောက်ခံမှာဖြစ်ပါလိမ့်။ဒီလို promotion ရဖို့ဆိုတာက6လတစ်ချိန်မလို့အကြာကြီးစောင့်အောင်ပါလိမ့်မယ်။အထူးအခွင့်အရေးကြီးကိုဖမ်းဆုပ်နိုင်မှုဆိုရင်ကျွန်တော်တို့ရဲ့ Alibaba Messenger မှာမိတ်ဆွေလူသားပို့ပေးလိုက်ပါ။တတကဘာရောစာအုပ်တွေကိုဖတ်ရှုနားဆင်ခွင့်ကိုရရှိမှာဖြစ်ပါလိမ့်။ဟုတ်ကဲ့ပါ။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။